။ညီစာရုပ်ရှင်ဇာတ်ကားကြီးထဲမှာပါတဲ့အကြောင်းအရာတွေကြောင့်စီပင်ဝန်ထမ်းတချို့စီကနေထူးခြားတဲ့တွန့်ပြန်မှုရရှိခဲ့တဲ့မြင်မြန်ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်။ Sky Celebration ကနေပြီးတော့ပရိသတ်တီအားလုံးကိုပြန်လည်လို့ချိုဆိုပါရရှင်။ မြမြက်ကတနည်းပတ်လုံးဟာတာရုပ်ရှင်စကားကြီးတွေနဲ့သာကျင်းလည်နေခဲ့ရလေဖြစ်ပါတယ်။ဇလိုက်မင်းသားဒရမာမင်းသားဆိုတဲ့နာမည်တွေပျောက်တဲ့အထီးကိုဟာတာမှာပျော်မွေ့နေခဲ့ရပါ။ဒါပေမဲ့မကြိုက်ခင်မှာဆိုရင်မြမြက်စစ်စစ်ကိုပြန်ပြီးတော့မြင်တွေ့ရမယ့်ညီစာရုပ်ရှင်စကားကြီးကို ရုံတင်ပြသတော့မှာဖြစ်ပါတယ်။ဒါအပြင်ညီစာရုပ်ရှင်စကားကြီးမှာဘယ်မင်းသားမှမလုပ်ချင်တဲ့စက်ကောင်မျိုးကိုရိုက်ထားတာဖြစ်ပါတယ်။အမိုက်သိန်းသမားအနေနဲ့အမိုက်ပုံမှာတွားရိုက်ထားတာဖြစ်ပါတယ်။မောင်နှမတွေရဲ့အတွက် တ်အကိုကြီးအဖရနေရကနေနေပြီးတော့အနစ်နာခံတဲ့ဒရမာကစစ်စစ်ဖြစ်ပါတယ်။ဒါတမကသေးပဲမြေစာရုပ်ရှင်ဇာတ်ကားကြီးမှာမြင်းမြတ်ကအစီပင်ဝန်တန်းကြီးရဲ့ဘဝကိုအသေးစိတ်သရုပ်ဆောင်ပြခဲ့တာပါ။ပိုစတာကိုပြတဲ့အချိန်မှာတော့မြင်းမြတ်ကဝေဖန်မှုတချို့ကိုရရှိနေခဲ့ရပါပိုစတာထဲမှာမြင်းမြတ်ကတကယ့်စီပင်ဝန်တန်းနဲ့မတူပဲအသားရည်တွေအရမ်းမဲအောင်လုပ်ထားတယ်လို့ပြောဆိုနေကြတာဖြစ်ပါတယ်။အပြင်လက်တွေ့ဘဝကစီပင်ဝန်တန်းတွေထက် ဇက်ကိုပုံနာထားတာဆိုပြီးတော့အဖြစ်တင်နေကြတာလည်းဖြစ်ပါတယ်။ပရိသတ်ရဲ့ဝေဖန်ချက်တွေကမြင်မြတ်က ဘာမှမထုံပြမနဲ့လက်တွေ့တာသတိပြခဲ့တာပါဘီဂရရဲ့မှာမြေစာရွှင်ဇက်ကားကြီးရဲ့ဇက်ကားမိတ်ဆက်ပွဲကိုလုပ်ခဲ့ပါတယ်ဒါအပြင်အဲ့ဒီဇက်ကားမိတ်ဆက်ပွဲမှာစီမင်းဝန်ထမ်းတချို့ကမြင့်မြတ်ကိုလာပြီးတော့ဝန်းရံခဲ့ကြတာလည်းဖြစ်ပါတယ်သူတို့ရဲ့ဘဝချက်ချောင်းကိုအခုလိုမျိုးရွှင်ဘိတ်ကားပေါ်မှာအသေးစိတ်နဲ့ရိုက်ပြနိုင်ဖို့ဆိုတာမလွယ်ကူပါဘူးမင်းမီမင်းသားတွေအနေနဲ့ကလည်းတကယ့်အမိုက်ပုံအစ်စ်မှာလာရနိုင်ဖို့ဆိုတာမတတ်နိုင်ကြဘူးနုနုရွရွလေးသာနေထိုင်ရသူဖြစ်တာမို့အမိုက်နဲ့နေကိုလည်းမခံနိုင်ကြပါ ါဘူးဒါပေမဲ့မြင်းမြဲကတော့ကံမမြင်လည်းမမြင်အောင်ထူပိတ်နေတဲ့အမိုက်ပုံနာမှာအဝယ်စားကို PDP ဆုံးဝစ်ပြီးတော့သွားရိုက်ခဲ့တာပါဒါအပြင်အမိုက်ကားပေါ်မှာလည်းတကယ်တက်ရိုက်ခဲ့တယ်လို့အမိုက်တွေလည်းလိုက်သိမ်းခဲ့ပါတယ်စီပင်ဝန်ထမ်းတွေကိုလူတွေနှိမ်ကြတဲ့ပုံတွေဟာအစမြင်းမြဲကရိုက်ပြထားတာမို့စီပင်ဝန်ထမ်းတွေကကြည့်ပြီးတော့ PDP တွေဖြစ်နေရတာပါ ဒါအပြင်အခုလိုရုပ်ရှင်လေးနဲ့ရိုက်ပြတဲ့အတွက်စီပင်ဝန်တန်းကြီးရဲ့သားသမီးတချို့အနေနဲ့လည်းမိဘတွေကစီပင်ဝန်တန်းဖြစ်တာရှက်စရာမဟုတ်ဘူးဆိုတဲ့အတွေ့အကြုံရရှိလာခဲ့ကြပါတယ်။မြင်းမြတ်ရဲ့မြေစာရုပ်ရှင်ဇာတ်ကားကြီးထွက်လာပြီးတဲ့အချိန်မှာတတော်မှတချို့ဆိုရင်တော့စီပင်ဝန်တန်းမိဘတွေအကြောင်းရှက်ရတာမျိုးမရှိဘူးဆိုပြီးတော့ရရဲ့တင်းတင်းနဲ့ချပြလာခဲ့ကြတာပါ။ဒါကြောင့်မို့လို့မြင်းမြတ်ကြောင့်အခုလိုဖြစ်လာတယ်ဆိုပြီးတော့ဂျေစုတင်နေကြတာလည်းဖြစ်ပါတယ်။ဘယ်မင်းသားမှမလုံနိုင်တဲ့အရာကိုမြင်းမြတ်မို့ရိုက်ပေးနိုင်တာဆိုပြီးတော့ချီကျူး 哪来一匹白人？ မြန်မြန်တို့ဘက်ကလည်းတကယ်လို့အမြင်စာရုပ်ရှင်စကားကြီးတာအကြီးကျယ်အောင်မြင်သွားမယ်ဆိုရင်တော့စီဗင်ဝန်တန်းဤအထွက်ကိုအလူတန်းဤအများကြီးလုပ်ပေးသွားမှာပါဒါအပြင် စကားမိတ်ဆက်ပွဲမှာတက်ရောက်ပြီးလာကြတဲ့စီဗင်ဝန်တန်းဤကိုလည်းလိုအပ်တဲ့စားသောက်ကုန်တချို့ကိုလူရန်ပေးခဲ့ကြပါတယ်စကားရင်းမှာပါဝင်ထားကြတဲ့တန်တာညီနဲ့စီသူဝင်တို့ဆိုရင်လည်းသူတို့တောင်အမိုက်ပုံနာမကန့်နိုင်တဲ့အချိန်မှာမြင်းမြတ်ကအမိုက်ပုံထဲမှာဝင်ရိုက်နိုင်တဲ့အပေါ်ချီကျူးထားတာဖြစ်ပါတယ်မိစာရုပ်ရှင်စကားကြီးထဲမှာပါတဲ့အကြောင်းအရာတွေကြောင့် စီပင်ဝန်ထမ်းတချို့ကထူးခြားတဲ့ထုံးပြမှုရရှိခဲ့တဲ့မြင့်မြတ်အပေါ်မှာပရိသတ်ကြီးရဲ့အမြင်ကို ပြပြပေးခဲ့ပါအောင်ဗီဒီယိုလေးအဆုံးလိုက်ပါကြည့်ရှုပေးတဲ့အတွက်လည်းအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။